ားလုံးပဲမင်္ဂလာပါခင်ဗျာရွှေဥတုတီ channel နဲ့နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုတူတီ channel မိတ်ဆွေအကိုရီမာရီကကြည့်ရှုနေရဆိုလို့ရှိရင်ဒီတစ်ပတ်မှာအများကြီးအထောက်အကူပြုမယ်အများကြီးအကျုံးရရရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုဖိုင်လေးထဲမှာအကိုရီမာရီတခြားဆရာဆရာမတွေစီမှာဖတ်သီးတစ်လုံးတစ်သောင်းနဲ့ပေးပြီးတော့ဝယ်ရတဲ့အတိုင်းပဲကျွန်တော်ကအဲ့ဒီ quality အတိုင်းပဲကျွန်တော်ဒီတစ်ပတ်မှာ share ပေါက်မယ်ပတ်သီးတစ်လုံးကို ရွေးချယ်ပေးထားတယ်ပြီးွားလို့ရှိရင် share ပေါက်မဲ့ break နှလုံးကိုလည်းကျွန်တော်ရွေးချယ်ပေးထားပါတယ်ပြီးွားလို့ရှိရင်နေ့လေးကစားမဲ့အကိုရီမားတွေအတွက်ပါအားလုံးအဆင်ပြေအောင်လို့မနေ့ပြန်20ရက်10လ2025မှာဒေးဒီပေါက်လာလို့လာမဲ့ရွှေကီးလေးနဲ့အတူရွှေကွက်ကျွန်တော်6ကွက်ရေးတော့ဝေးပါမယ်အဲဒီ6ကွက်ကိုနေကောင်းမှကစားမယ်ဆိုလို့ရှိရင်မနေ့ပြန်နေ့တိုင်းမှာကစားမဲ့အကိုရီမားတွေလည်းပေါက်ကနေမိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါတွေကို TV ရခိုင်နေမှာအားလုံးစီစီကြကြရှင်းပြပေးပါမယ် ပြောလို့ရှိရင်ပြီးခဲ့တဲ့ပတ်ကကျွန်တော်ကနန်းဆယ်လုံးကြာတဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ်အတွင်းမှာလာအောင်လာမယ်သတိထားမယ်ဒါကနန်းကိုလည်းကျွန်တော်ပြောပြပေးမယ်ဒါကြောင့်မလို့ကိုရီမတွေကကျွန်တော်ရဲ့ channel လေးကိုခုမှတွေ့တယ်မြင်တယ်ဆိုလို့ရှိရင်လည်း subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်သွားပါကျေးဇူးနဲ့ကြာကိုရီမတွေ subscribe လုပ်ပြီးကြာကိုရီမတွေကလက်မလေးတရားရချက်နှိပ်ပြီးတော့ကျွန်တော်ကိုပြန်ပြီးတော့အပိတ်ခဲ့လို့ရပါတယ်လူချင်းမလို့စီကကျွန်တော်ဘာမှတောင်းဆိုရတာမဟုတ်ဘူးကျွန်တော်ဒါလကားရတဲ့လက်မလေးတရားရချက်ကိုပဲကျွန်တော်တောင်းဆိုပေးရတဲ့ subscribe လေးတရားရချက်ကိုပဲတောင်းဆိုရတာဖြစ်ပါတယ် ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဖုန်းဝင်ကြည့်ပေးစရာမလိုတဲ့ပတ်သီးနဲ့ break ကိုကျွန်တော်အရင်ဆုံးစပြီးတော့ပြောပြပေးမယ်လူကြီးမင်းတို့ရဲ့အချိန်ကိုအများကြီးကျွန်တော်ကတံမိုးထားတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးထဲမှာလိုရေးတိုရှင်းလေးနဲ့ဒါအားလုံးအဆင်ပြေအောင်ကျွန်တော်ပြောပြပေးဖို့မှာဖြစ်ပါတယ်ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်နေ့လေးကစားတဲ့ကိုရီမိုက်တော့ကျွန်တော်နောက်ဆုံးမှပြောပေးမယ်ရေဦးဆုံးဟူးမကျော်စားလို့ပတ်သီးနဲ့ဟူးမကျော်စားလို့ break ကိုအရင်ပြောပြပါမယ်ဒါဆိုလို့ရှိရင်ပတ်သီးလေးစားပြီးတော့ပြောလိုက်ရအောင် ဒီတစ်ပတ်မှာကျွန်တော်ဟူးမကျော်နေနဲ့ရွေးချယ်ပေးထားတဲ့ပတ်သီးဒီတုံညာပတ်သီးဖြစ်ပါတယ်ခင်ဗျာတုံညာပတ်သီးဖြစ်ပါတယ်တုံညာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တင်ကွက်နှစ်ကွက်ပါပြောပေးမယ်အဲ့ဒီတင်ကွက်နှစ်ကွက်ကိုလည်းသေသေးစရာလေးအာရုံစိုက်ပြီးတော့လည်ကစားစီခြင်းနဲ့ဘာလို့လဲဆိုတော့ထွက်တာလည်းအရင်များတယ်ကြားပေါက်လည်းအရင်များတယ်ဒါကြောင့်မို့လို့ထွက်လာလို့ရှိရင်ကိုရီမားရဲ့အနေနဲ့နှစ်သီးစားရအောင်လို့ကျွန်တော်ကစီလီနာထပ်ဆင့်နေပြီးတော့ပြောပြပေးပါမှာအဲ့ဒါဒီ သုံးတုံညာနဲ့ငါးတုံညာဖြစ်ပါတယ်ဗောနော်သုံးတုံညာနဲ့ငါးတုံညာဖြစ်ပါတယ်ပတ်စည်းကစားမဲ့ကိုရီမာတွေကသုံးတုံညာနဲ့ငါးတုံညာကိုအဓိကထားပြီးတော့တင်ပြီးတော့ကစားပေးပါပြီးပါလို့ရှိရင်နောက်ထပ်တစ်ခုပြပြပေးမယ်အဲ့ဒါဒါကျွန်တော်တုံညာနဲ့ပတ်သက်ပြီးတော့အကွက်ထပ်ပြီးတော့ချုပ်ပေးမှာပါပတ်စည်းတစ်ခုလုံးလိုက်မကစားနိုင်တဲ့ကိုရီမာတွေကဒီတစ်ပတ်မှာဟူးမကျော်၃ရက်အတွင်း30 20 30 40 50ဒီကနန်း၅ဘွက်ကိုအဓိက ကစားပေးပါခင်ဗျာ။တောင်ညာနဲ့ပတ်သက်လို့ရှင်ပေါ့နော်။ဒါပတ်တိမပတ်နိုင်တဲ့ကိုရိမိုင်းတို့ကိုပြောတာပါ။ကျွန်တော်ကနနာစစ်ကြီးရဲ့ရပြီးခဲ့တဲ့အပတ်ကကျွန်တော်တောက်ကြံနေမှာ break to break စင်းလာတယ်။အဲ့တော့ကြောင့်မလို့တခြားအပတ်တွေကိုလည်းကျွန်တော်လိုက်စစ်ကြည့်တဲ့အခါမှာ break to break စင်းပြီးနောက်တစ်ပတ်မှာဒီ၃ရက်အတွင်းပေါ့နော်။တောင်ညာပတ်တိလာပြီးတော့၁၀၂၀၃၀၄၀၅၀ဒီ ကနန်းငါးကွက်ထဲရပဲအလာရာများတယ်ကိုပါကိုကနန်းနာယူစစ်ကြည့်ပါဘောเนาะကျွန်တော်ကတော့ဒီဗီဒီယိုထဲမှာကနန်းနာတကားကားနဲ့ကျွန်တော်တို့ဆော့ပင်ပြဝိုင်းပြပြီးတော့ကျွန်တော်အချိန်ပေးပြီးတော့ဒါမပြတော့ဘောเนาะကိုရီမားရေးကြီးစုရတဲ့အချိန်လည်းကုန်တယ်ကျွန်တော်လည်းလေးပို့ကုန်တယ်ဒါကြောင့်မို့လို့ကိုပါကိုဒါ online ခေကြည့်ပဲဟုတ်တယ်မလားဘယ်ဖုန်းကပဲကျွန်တော် Telegram တွေပါတယ်မှာကနန်းနာရှာရှာပြီးလို့ရှိရင်ကိုပါစစ်ကြည့်ကျွန်တော်ပြောတာမယုံလို့ရှိရင်ဘောเนาะယုံနေသူတွေကစစ်စရာမလိုဘူး 30 30 30 40 50တုံးညနဲ့ပတ်သက်လို့ရှိရင်ပတ်ပြီးမပတ်နိုင်ကစားပါဒါပဲပြောချင်ပါတယ်။ညပတ်သက်ပြီးညပတ်သက်ကစားမဲ့ကိုရီမားရဲ့အလုံးအစင်ပြေကြပါစေပေါ်ကြပါစေမြင်ကြပါစေ။ break လေးကိုကျွန်တော်ဆက်ပြီးတော့တွားလိုက်ရအောင်နော်။ video လေးကိုကျွန်တော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 ်လေးနဲ့ထိထိမိမိလေးပဲပြောပြမှမဟုတ်လို့အမြန်လေးပြောပြညာဖြစ်ပါတယ်။ကဲဟုတ်ပြီ။ဒါဆိုလို့ရှိရင် break လေးပြောလိုက်ရအောင်။ break နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဒီတစ်ပတ်မှရွေးချယ်ထားတာက temperature break ပဲဖြစ်ပါတယ်เนาะ temperature break ပဲဖြစ်ပါတယ်ကျွန်တော်နေ့တင်ကြီးကြီးနေကြအကိုရင်းမိုင်းဆိုလို့ရှိရင်ဟင်းဆိုပြီးတော့ဖြစ်သွားလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ပြီးခဲ့တဲ့ဘက်ကလည်း temperature break ဟိုးဘက်ကလည်းကျွန်တော် temperature break ပဲရွေးတာဆိုတော့ဒီတစ်ဘက်နဲ့ဆိုလို့ရှိရင်ဒါ၃ဘက်မြောက်ဖြစ်ပြီး temperature break ကိုရွေးတာဘာလို့လဲဆိုလို့ရှိရင်တော့ဒါကျွန်တော်ကလင်နာအရာပဲရွေးချက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်နှစ်တက်မှသာလိုက်ပြီးတော့ကစားပါ ဒီတစ်ပတ်လည်း temperature upgrade ဖြစ်ပါတယ်ရှင်းနှစ်ပတ်မှလည်းကျွန်တော်ဟူးမကျော်နေတဲ့ temperature upgrade အားလုံးအောင်ဝင်စင်ခဲ့ပြီးပါတယ်ဒီတစ်ပတ်လည်း temperature upgrade ကိုပဲထပ်ပြီးကြောရွေးချယ်လိုက်ပါတယ်ခင်ဗျာတိုင်းနေတဲ့တက်ကိုရိမားရဲ့အတွက်ကိုတော့ကျွန်တော်တင်ခွက်လေးတစ်ခွက်စီရွေးထုတ်ပြီးပါမယ် temperature နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းစီ65အာဖြစ်ပါတယ်65အာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အခုပြောခဲ့ရတဲ့အကုန်လုံးကိုအကိုရိမရဲ့အနည်းငယ်မှရှိတဲ့ဘောပင်စာရွက်လေးလိုက်မှတ်ပြီးတော့တမ်မိုဖုန်းနံပါတ်ဖြစ်ဖြစ်လိုက်ပြီးတော့မှတ်လို့ရရင်မှတ်သားထားပါ ဗီဒီယိုဖိုင်လေးကကျွန်တော်နောက်နေ့ဗီဒီယိုဗီဒီယိုတက်လာလို့ရှင်ဒီကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကနောက်အောက်ကိုရောက်အောင်ဖိတက်တကြောင့်မလို့လူချင်းမင်းတို့ပြန်ပြီးတော့မိတ်ဝိုင်းရှာရတာနည်းနည်းသဘောစကားဖြစ်မှာဆိုလို့ပါဗောနော်ကျွန်တော်ခုပြောသွားတဲ့ကနေ့နေ့ကိုဘောပင်ဇာရွယ်ဖုန်းစိတ်ဓာတ်နဲ့မှတ်ထားပါဝေမိုင်းအတွက်အကျိုးရှိအောင်လို့ကျွန်တော်ကပြောပြပေးတာပါနော်ကဲဟုတ်ပြီတေပရီနဲ့ပတ်သက်လို့ရှင်6ငန်းအာတင်ွက်ဖြစ်ပါတယ်ဗောနော်6ပရီနဲ့ပတ်သက်လို့ရှင်ကျွန်တော်6နဲ့အာတက်ွက်ကိုကြိုက်ပါတယ်နော် တပရိနဲ့ပတ်သက်လို့ရှိရင်6 5အတင်ဝက်ဖြစ်ပြီးတော့6ပရိနဲ့ပတ်သက်လို့ရှိရင်6နှစ်အာဖြစ်ပါတယ်ကျွန်တော်ရဲ့ break ကိုနေ့စဉ်ကြည့်ရှုနေတဲ့ကိုယ်မှလည်းသိမှာပါနော်ကျွန်တော် break ပေးလို့ရှိရင်ပျောက်တာပြတ်တာရှားတယ်ဒါကြောင့်မို့လို့ break ကစားနေကြကိုယ်မှလည်းကိုယ်မှလည်း break ကိုကစားပါကျွန်တော်ခုပြောရတဲ့ဇာတ်လုံးပတ်ပြီးတော့ဇာတ်လုံး break ရောနှစ်ခုလုံးလိုက်ပြီးတော့ကစားစရာမလိုဘူးနော်ကိုယ်အဆင်ပြေရအောင်ဒါရွေးချယ်ပြီးတော့ကစားပါကိုယ်နဲ့ ိုကဘာဆော့နေကြလဲပတိဆော့နေကြဆိုပတိဆော့ပရိဆော့နေကြဆိုပရိဆော့เนาะကျွန်တော်နှုတ်လုံးလိုက်စရာမလိုပါဘူးထိုးကြီးအရင်မများပါစေနဲ့တစ်မျိုးဆိုတစ်မျိုးပဲအာရုံဆက်ပြီးတော့ဆော့ပါဒါမှလည်းကျွန်တော်လောင်ကစားလောက်တာဖြစ်တဲ့အတွက်အကျိုးများများရှိမှာဖြစ်ပါတယ်ဗောနော်ကဲဟုတ်ပြီဒါဆိုရှင်ကျွန်တော်ဆန္ဒပြောခဲ့တဲ့ဒါပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်တို့ခဏဆယ်လုံးကြာသွားပြီးရင်ဘာကြာတယ်လဲမသိရဲ့အကိုတွေမှာတော့ပြောပြပေးမယ်ခဏဆယ်လုံးကြာပြီးတဲ့အပတ်ပြီးတော့နောက်တစ်ပတ်မှာပါဝါသုံးမဟုတ်နက်ခတ်တပွဲ ကျင်းစီပေါက်လာပါတယ်၃ရက်အတွင်းလာများပါတယ်၃ရက်ကြော်သွားပြီးနောက်ကျရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တပတ်လုံးမှမပြတ်ဘူးပေါ့နော်အဲ့ဒါစီပါဝါနက်ကဖြစ်ပါတယ်เนาะကျွန်တော်အနန်းစက်လုံးကြားတိုင်းကျွန်တော်အမြဲတမ်းဗီဒီယိုတိုင်းမှာကျွန်တော်ထပ်ထည့်ပြီးတော့ပြောနေကြဖြစ်ပါတယ်ဟိုချောင်းထိုးခြင်းနဲ့ကိုရီမားတွေကိုလည်းချောင်းထိုးလို့ရတယ်ဒါမှမဟုတ်ပါဝါနက်ကကိုတည်တန်းမွေးခြင်းနဲ့ကိုရီမားတွေကဒါပေါ့เนาะကျွန်တော်အခုပြောလိုက်တဲ့ပါဝါနက်ကကြောင့်မို့လို့ပို့ပြီးတော့မွေးခြင်းတွေပေါက်သွားတယ်ဆိုလို့ရှိရင်လည်းပါဝါနက်ကကို ကြိုက်တဲ့သူတွေကမွေးပါဒီဒီဘက်မှာပါဝါနက်ခတ်တပွဲကျင်းနေပေါ့ကြောက်ကြပါလိမ့်မယ်ဒို့ပေမဲ့ဒီဒီဘက်မှာကျွန်တော်တို့ဂျာတာပရိနေတရပိတ်ရရှိပါတယ်အဲ့ဒီပိတ်ရတရကိုတော့မမိပါနဲ့ပိတ်ရတရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါမလို့ဖြစ်သွားနိုင်ပါတယ်ကိုငွေကိုချိန်ပြီးတော့ကိုစိတ်ကြံတာကိုလှုပ်ပါကျွန်တော်ကတော့ဖြစ်နိုင်ခြင်းရှိတဲ့အရာတွေအလုံးကိုစူးစီးပြီးတော့တင်ဆက်ပေးနေတာဖြစ်ပါတယ်နော်ပေးရတရရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ထိုးရတာတရနဲ့နာတယ်ထွက်တဲ့ထွက်မဲ့ကလည်းတရနဲ့နာတယ်ဒါကြောင့်မလို့ ကိုယ့်အကိုချင်းချင်းစဉ်းစားပါကျွန်တော်ကတော့ပြန်နေချင်းရှိတဲ့အားလေးပြပြပေးမှာပါနော်ဘာဝနဲ့နှစ်ခတ်တပွဲနားလည်လာပါလိမ့်မယ်နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်နေ့တိုင်းလေးပြောပြီးရလို့ရှိရင် နားပါမယ်ဗီဒီယိုလေးကိုပေါ့နော်နေ့တိုင်းကစားမယ့်ကိုရီမိုင်းအတွက်မနက်ပိုင်း20ရက်ဆယ်လာနာရော25မှာတနေကုန်မှာကနန်း6ခွက်ကိုပဲထိကထားပြီးတော့ကစားရမယ်ကျွန်တော်ရွေးထုတ်ပေးတဲ့အကွက်တွေကအများမများတဲ့အတွက်ကြောင့်မလို့လိုက်လံကစားတဲ့ကိုရီမာတွေအဆင်ပြေကြပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်။ ရင်းဆုံး key နဲ့ဝန်းကျင်ပြောမယ်နော် key အနေနဲ့ဆိုလို့ရှိရင်မနက်ဖြန်တနေ့ကုန်မှာ168 key အမှားဖြစ်ပါတယ်168 key အမှားဖြစ်ပါတယ်ဝန်းကျင်လေးအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့၄နှစ်ဝန်းကျင်အမှားဖြစ်ပါတယ်နော်ဒီနှစ်ခုကိုကျွန်တော်တို့တွက်ဆမယ်ဆိုလို့ရှိရင်01 46 48 21 26 28ဆိုတဲ့ကဏ္ဍ6ကွက်ကစားမှာဖြစ်ပါတယ်ဒီကဏ္ဍ6ကွက်ကိုမနက်မထွက်ညနေမှဆက်ပြီးတော့ကစားပေးပါဝန်ကြီးကြိုက်တဲ့ကိုရီမာတွေကမိမိမှရှိတဲ့လုံမိုင်းတို့ကီလိုနဲ့ကပ်ပြီးကစားခြင်းကစား ကြီးကြိုက်တဲ့ကိုရီမားရဲ့ကျွန်တော်တို့တချောက်ရှိကီကိုမိမိတို့မှာရှိတဲ့လုံးမိုင်းတို့ဝင်ချင်းတို့နဲ့တွဲပြီးတော့ကစားကိုအဆင်ပြေသလိုကစားပါကျွန်တော် YouTube ဝေးတဲ့ကဏ္ဍချက်ဝက်ကိုတိုင်းနေတဲ့ဆိုလို့ရှိရင်လည်းနောက်ပြန်မှကစားပြီးတော့အကျိုးမြတ်ရကြပါစေပေါ့ကြပါစေမြတ်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်ကဲဟုတ်ပြီအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအစားဆုံးကြည့်ရှုပါတဲ့ကိုရီမားတွေက comment အောက်လေးမှာ okay လေးတယောက်တစ်ချက်စီမှန်တော်ပေးကြပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုသူကိုရီမားတွေ ဒါမှန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကအားဖြစ်တာပေါ့နော်ကျွန်တော်ပြောရချိုးအားရှိတာပေါ့ကျွန်တော်ကိုအားပေးကူညီတဲ့လူတွေဘယ်လိုတွေရှိလဲဆိုတာလည်းသိချင်တာလည်းပါတယ်ကဲဟုတ်ပါပြီအားလုံးပဲဒီဗီဒီယိုပိုင်းလေးကတော့ပါပဲအားလုံးကိုချစ်ပါရဲ့ကျွန်တော်မနေ့ပြန်ညမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုသွားတဲ့အကူရိမိုင်းအားလုံးတော့မကြမ်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပန်လေးပါတယ်ဗီဒီယိုပိုင်းလေးကိုကျန်းမာခွင့်ပြုပါခင်ဗျာ